အလုံးမင်္ဂလာပါရှင်ကျမဒီနေ့စာအုပ်တအုပ်ကိုညွှန်ပြချင်တယ်ဒီစာအုပ်ကကျမမွေးနေ့မှာကျမလက်ဆောင်ရထားတဲ့စာအုပ်ဖြစ်တယ်ကျမဖတ်တဲ့အခါမှာကျမအတွက်ပညာများစွာကိုရရှိစေတဲ့စာအုပ်ဖြစ်တယ်ဒီစာအုပ်ကိုစာဖတ်ပရိသတ်စာချစ်ပရိသတ်ခေါင်းဆောင်မှုနေရာကိုဥဆောင်နေတဲ့ညီကိုမောင်မတွေကိုကျမကဒီစာအုပ်ကောင်းကိုညွှန်ပြချင်ပါတယ်ဒီစာအုပ်ကစာရေးသူကတော့ John C. Maxwell ဖြစ်ပါတယ်။ How successful people lead ဆိုပြီးတော့ကောင်းစင်ပေးထားပါတယ်။အောင်မြင်သောကောင်းဆောင်မှုဖြစ် certificate ကမြန်မာဘာသာပြန်ဆိုထားပါတယ်။ Ban set လမ်းကနေပြီးတော့ထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်မှာဆိုရင်မာတိကာမှာမိတ်ဆက်ကောင်းဆောင်မှုတရားပုံကောင်းဆောင်မှုတစ်ဆင့်တစ်ဆင့်ချင်းပေါ်ရှုမြင်ခြင်းအစဉ်တရာဓုရီကောင်းဆောင်ခြင်းအစဉ်နဲ့ ခေါင်းဆောင်ဖွင့်ပြီးခေါင်းဆောင်ခြင်းအဆင့်3စွန်းဆောင်ရရလက်ဖြစ်ခေါင်းဆောင်ခြင်းအဆင့်4လူကိုပြုစုပြုထောင်ခြင်းဖြင့်ခေါင်းဆောင်ခြင်းအဆင့်5ခေါင်းဆောင်ခြင်းထုထိတ်နိဂုံးဆိုပြီးတော့မာတိကာမှာရှင်းလင်းစွာဖော်ပြထားတာကိုတွေ့ရှိရပါတယ်ဒီစာအုပ်ကစာမျက်နှာ195မျက်နှာရှိပါတယ်ဒီစာအုပ်ကို2025ခုနှစ်ဩဂတ်လကမ် မှာထုတ်ဝေထားတဲ့စာအုပ်ပဲဖြစ်ပါတယ်။တိစာအုပ်မှာဆိုရင်မိဆက်မှာစာရေးသူကရေးသားထားတဲ့အရာကိုကျွန်မအနေငယ်ကောက်လုပ်ပြီးတော့ဖတ်ပြချင်ပါတယ်။သင်ရဲ့အောင်မြင်မှုယူပါရုံထဲမှာကုမ္ပဏီတစ်ခုပိုင်ဆိုင်ဖို့အစည်းအရုံးတစ်ခုတာမှမဟုတ်အသင်းဖွဲ့တစ်ခုကိုဖွဲ့ဖို့ဆိုတာပါဝင်နေမည်ဆိုရင်သင်ကောင်းဆောင်မှုတွေကောင်းနေဖို့လိုပါမယ်။သင်ကောင်းကောင်းဥမှုဆောင်နိုင်ရင်တော့သင်အောင်မြင်မှာမဟုတ်ပါဘူး။ ကဘာကြီးပေါ်မှာကောင်းတဲ့တက်ရောက်မှုတွေဖြစ်လာဖို့တင်လှုပ်ဆောင်ခြင်းနဲ့ဆိုရင်ပိုပြီးကောင်းဝန်ထီရအောင်ခေါင်းဆောင်နိုင်ဖို့တင်ယူခြင်းကတင့်ကိုအကူအညီဖြစ်စေပါလိမ့်မယ်လို့စာရေးသူကရေးသားထားပါတယ်။စာရေးသူကဒီအဲမာတိကာမှာဖော်ပြထားတဲ့အတိုင်းပဲအစင်တစင်ချင်းစီကိုသူကခေါ်ဆောင်သွားတဲ့အခါမှာရှင်းလင်းစွာပြအတိတ်ဘေကိုဖွင့်ဆိုရေးသားထားတာကိုလေတွေ့ရှိရပါတယ်။ ီနစ်ဂုံးကိုကျွန်မအနေငယ်ကောင်းလုပ်ပြီးတော့ဖျက်ပြချင်ပါတယ်။ခေါင်းဆောင်မူခီးကလူတယောက်စီကို တသက်စာလှုပ်ဆောင်ရမယ့်အရာတွေကိုသင်ယူခြင်းရယူခြင်းပြန်လည်ပေးဆက်ခြင်းဆိုတဲ့တိုးတက်မှုအဆင့်၃ရက်နဲ့ခေါ်ဆောင်ပေးသွားနိုင်ပါတယ်။တင့်ရဲ့ခေါင်းဆောင်မူခီးမှာသင်ပင်နေရာမှာရှိပါစေ သင်ယူနိုင်ပုံများသင်ယူပြီးစင်ဆက်မပြတ်ဆက်လက်သင်ယူနေဖို့ကျွန်တော်အားပေးလိုပါတယ်။ရယူခြင်းဆိုတဲ့အဆင့်ကိုသင်ရောက်ရှိလာရင်အဲ့ဒီနေရာမှာပဲရပ်မနေလိုက်ပါနဲ့။သင်အကျိုးစီးပွားတစ်ခုတည်းအတွက်နဲ့သူတစ်ပါးကိုဥမဆောင်ပါနဲ့။ပြန်လည်ပေးဆက်ခြင်းဆိုတဲ့အဆင့်ကိုတက်လန်းနိုင်ဖို့အတွက်လူတို့ကိုပေးပါ သူတို့ဥဆောင်နိုင်ဖို့သင်ကြားပြသပေးပါဒီအလုပ်ကိုတက်နိုင်သမျှကောင်းကောင်းလုပ်ပါတက်နိုင်သမျှကြကြကြလှုပ်ဆောင်ပါဒါဟာပြင်စမအဆင့်ကောင်းဆောင်မှုကိုတက်လန်းနိုင်စေဖို့ကောင်းဆောင်မှုရဲ့အဆင့်၅ဆင့်လုံးကို တွေ့ကြုံရပြီးအဲ့ဒီအကျိုးကျေးဇူးတွေကို ပြန်လဲဝေမျှနိုင်ဖို့အတွက်တင့်ကိုယ်တင်အခွင့်အရေးပေးခြင်းပဲဖြစ်ပါတယ်လို့ရေးသားထားပါတယ်ဒီစာအုပ်ကိုစာရေးသူကဘာသာပေါင်း များစွာဖြင့်နိုင်ငံပေါင်းများစွာကမ္ဘာတဝန်းကဘာသာပြန်ထုတ်ဝေထားတဲ့အင်မတန်မှရောင်းကောင်းတဲ့စာအုပ်ပဲဖြစ်ပါတယ်။စာရေးသူကိုယ်နိုင်ကဒီကောင်းဆောင်မှုဆိုင်ရာစာအုပ်တွေမှာလူကြိုက်များတဲ့စာရေးသူတယောက်ဖြစ်ပါတယ်။သူကကောင်းဆောင်မှုမှာကျွမ်းကျင်ပြီးတော့ကောင်းဆောင်မှုဆိုင်ရာလမ်းညွန်သင်တန်းပေးသူတူလည်းဖြစ်ပါတယ်။ John C. Maxwell လို့ပြောတဲ့အခါမှာလူတိုင်းက မတိသူမရှိတဲ့လောက်ပဲဖြစ်ပါတယ်။ကောင်းဆောင်မှုနဲ့ပတ်သက်ပြီးတော့ဟာအရေးသားထက်မဲ့ပြီးတော့ဥဆောင်မှုမှာလည်းစံနမူနာယူထိုက်တော့ဆိုင်ရည်သူတယောက်ပဲဖြစ်ပါတယ်။သူ့ရဲ့အရေးသားတွေကိုဖတ်မယ်ဆိုရင်ကျမတို့အတွက်ကောင်းဆောင်မှုမှာသင်ခန်းစာများစွာကိုပေးတဲ့စာအုပ်တော်အုပ်ဖြစ်တယ်ဆိုတာကိုလည်းကျမကညွှန်ပြချင်ပါတယ်။နေပေတီတီကနေပြီးတော့လုပ်ငန်းကောင်းဆောင်ဥဆောင်နေတဲ့သူပဲဖြစ်စေတာမန်လူတန်းစား အမှပဲပါဝင်နေတဲ့သူပဲဖြစ်နေပါစေလူအများအတွက်သုံးဝင်အောင်ရေးသားထားတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်မို့မိမိကိုယ်ကိုဦးဆောင်နေတဲ့သူတွေအတွက်လည်းအကျိုးရှိစေတဲ့စာအုပ်တော်ပဲဖြစ်ပါတယ်ဒီစာအုပ်ကိုဖတ်ဖြစ်အောင်ဖတ်ကြပါကျွန်မညွန်ပေးချင်ပါတယ်ကျွန်မတို့သင်ယူမယ်ကျွန်မတို့လစ်လာမယ်ကျွန်မတို့စာမျက်များဖတ်ကြမယ်ကျမတို့ရဲ့အနာဂတ်ကိုကျမတို့ကစာဖတ်ခြင်းနဲ့ Next video. Thank you.